အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပို့ထက်ကြည့်ပါမန်စီတနစ်ကိုမြေတင်ဆက်ပေးနေရဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့မန်စီတင်ကဘာလို့ရလက်တီဆိုးရွားနေရတာလဲဘာလို့ဒီအချိန်ညရောက်နေရလဲဆိုတာကိုကျွန်တော်မန်စီဖန်တွေကိုနည်းနည်းလေးပြောပြခြင်းနဲ့အထူးသဖြင့်ကျွန်တော်တို့ဘက်ကွာရီလာပေါ်ကိုအမြင်ဆောင်နေတဲ့ညီကိုတွေအတွက်ကျွန်တော်ဒီဗီဒီယိုအရှိွေးပါတယ်ဗျအဲ့တော့ဘက်ကွာရီလာကိုကျွန်တော်တို့အပြစ်လုံးဝမပြောစေချင်ပါဘူးအပြစ်လည်းလုံးဝမတင်စေချင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့မန်စီတင်ရောက်ရှိနေတဲ့အခုလက်ရှိအဆင့်အနေအထား အာလက်ရှိအမှတ်ပေးစရာယက်တည်မှုအောင်မြင်ထားတဲ့ဖလားတွေအကုန်လုံးကပက်ကွာရီယူလာရဲ့လက်ထက်မှာကျွန်တော်တို့ရထားတာပါပက်ကွာရီယူလာကြောင့်လားအခုဒီယာရီမှာဆိုရင်ဒီအချိန်မျိုးထိန်းထားနိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒါပက်ကွာရီယူလာရဲ့နီးပြဘဝတတန်းတလျှောက်မှာဆိုရင်ဒါအဆိုးရွားဆုံးအော်ပြီးလို့ရှိရင်ဒီပက်ကွာရီယူလာကင်တွေတဲ့မန်စီးတီးအတင်းရဲ့ရလက်တွေကလည်းကျွန်တော်တို့ဒီယာရီမှာ အဆိုးရွားဆုံးလို့ပြောလို့ရတယ်ဗျာအဲ့တော့ဒါဘက်ကွာရီလာအပြစ်ကြောင့်မဟုတ်ဘူးဗျာဘာကြောင့်လဲဆိုတော့ကျွန်တော် ပြောပြမယ်အဲ့တော့နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့မန်စီးအတင်းကဒီရီမှာဒဏ်ရာပြဿနာတွေအများကြီးကြုံနေရတာဗျာ ထူးသဖြင့်ရိုဒရီပေါ့နော်ကျွန်တော်တို့ရိုဒရီမပါတဲ့မန်စီတင်ကကစားပုံကအများကြီးပြောင်းလဲသွားတာကိုကျွန်တော်တို့ဒါဟိုရှင်းနှစ်ရှင်းနှစ်ဒီဂရီကကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ရိုဒရီမပါလို့ရှင်အတင်းရဲ့ကစားပုံကဒါပြောင်းသွားတယ်ပြီးလို့ရှင်ရလက်တွေပါဆိုးရွားသွားတယ်ဗျာအဲ့လိုအနေအထားမျိုးကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့အခုရိုဒရီကဒီခဏလောက်ကလေးတန်ရရတယ်မဟုတ်တော့တရားရီလုံးနားရတာဆိုတော့ ပိုဆိုးသွားတာပေါ့နော်အဲ့မှာကျွန်တော်တို့ rotary တန်ရာရတော့တာကကျွန်တော်တို့ပထမတစ်ချက်လို့ပြောလို့ရတယ်ဒါပေမဲ့ rotary တန်ရာရတော့ရုံလောင်းနေကျွန်တော်တို့ man city အခုလောက်ထိအခြေအနေဆိုးသွားစရာအကြောင်းမရှိဘူးလို့ပြောလို့ရလိမ့်မယ်ဗျာဘာလို့လဲဆိုတော့ man city မှာရှိနေတဲ့ကစားသမားတွေအကုန်လုံးကကမ္ဘာအကောင်ဆုံးကစားသမားတွေမဟုတ်ရင်တောင်တန်းတစ်ခုမှာရှိတဲ့အကြီးတွေးရှိတဲ့ကစားသမားတွေဆိုတာတော့နေကြတယ်ဗျာနောက်တန်းကိုကြည့်မလား error ဆန်ရှိတယ်အဲ့ဒါဆိုကမ္ဘာအကောင်ဆုံးဂိုရမလူ မတက်မနိုင်တော့ကျွန်တော်တို့ကဘာအဆင်ရှိတဲ့ဂိုဂိုရမလို့တက်မှတ်လို့ရတယ်ဗျာနောက်တန်းကိုကြည့်ဦးမလားရူဘင်ဒီယက်ရှိရယ်စတုန်းရှိရယ်ဒီဘက်မှာအကန်ဂျီအကီအများကြီးရှိတယ်ဗျာပြီးရင်ကွင်းလယ်မှာဆိုလို့ရှိရင်ဒါကိုဘစစ်ဂန်ဒိုကန်ဘာနာဒိုဆေးဘာဒီဗရိုင်းဖိုရန်အများကြီးဗျာတိုက်စစ်မှာဆိုရင်ဟာလန်အဲ့တော့ကျွန်တော်တို့မက်ဆီတဲမှာရှိနေတဲ့ကစားသမားရဲ့အရေးတွေးဒီလက်ရှိအနေအထားတီကိုရောက်သွားစရာအကြောင်းမရှိဘူးဗျာဒါဆိုရင်ဘာလို့ရောက်သွားတာလဲ အဖြေကတော့ရှင်းရှင်းလေးအဲ့ကစားသမားတွေပါတန်ရာရနေလို့ပေါ့ဗျာနောက်တန်းမှာစဉ်းစားကြည့်ကျွန်တော်တို့စတုံးဆိုရင်ကန်ကိုမကန်ဘူးဗျာနှစ်ပွဲလောက်ကန်လိုက်ပြီးရင်ပြန်နှားတော့လိုက်တစ်ပွဲလောက်ကန်လိုက်ပြန်နှားတော့လိုက် Ruben Dias လည်းထိုးနေလက်ကောင်းမယ်စတုံးလောက်တော့အခြေအနေမဆိုးွားပေမဲ့တူဒီလည်းအများကြီးမကန်အောင်ဗျာဝယ်နေနေလေးကန်လိုက်ပြီးရင်တန်ရာရသွားလိုက်နဲ့ပြီးလို့ရှိရင်ဒီဘက်ကအကန်ကြီးအကီလဲခုချင်းခုချင်းထိတောင်နားနေရုံဗျာအဲ့တော့နောက်တန်းအနေထားရမန်စတီးတင်းကဒန်ယာခရမ်းလာကြုံတွေ့နေရတယ် ဂူရမအနေထားကြည်အောင်မလားအဲ့ဒါစင်ခဏခဏတန်ရရတယ်ပြီးတော့ခဏခဏဒါဘက်ကွာရိုလာကအူဒီကာနဲ့ချင်းပြီးတော့ဆော့ရတယ်ဗျာအဲ့လိုအနေထားမျိုးကျွန်တော်မကြာခဏကြုံတွေ့ခဲ့ရတာဒါရင်မဲ့လားဆိုတော့မဟုတ်သေးဘူးဗျာရိုဒရီတန်ရရတာကတော့ထားတော့ကျွန်တော်တို့ရှင်းမှာပြောပြီးတွားရည်ဆိုတော့အဲ့တော့ဒီ brand ဆိုလို့ရှိရင်ကျွန်တော်တို့ဒန်ယာဒီယာရီမှာတော့အများကြီးမရခဲ့ဘူးဒါပေမဲ့ဒီ brand ရင်းနာဒီယာရီမှာတိတိတတားကြီးကိုခြေကျသွားတယ်ဗျာအဲဒါအပြင်ကျွန်တော်တို့ greelist ဆိုလို့ရှိရင်လည်းဒန်ယာခဏခဏရတယ်အဲ့တော့ ဖိုရန်ဆိုလို့ရှင်လဲကျွန်တော်တို့ဒံယာကပြန်လာတာမကြသေးဘူးပေါ့နော်ဒုတိယရီမှာနားလိုက်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒံယာတွေကခဏခဏရရတယ်ဟာလန်ဆိုရင်ကျွန်တော်ဒံယာရသွားလို့ရီယယ်မက်ထရစ်လဘာဘူးတို့ ਨੇ ပွဲစဉ်မှာတော့မပါဝင်နိုင်ခဲ့ဘူးဗျာအဲ့တော့ဒံယာပြည်တနာတွေကကျွန်တော်တို့မန်စီးတင်းကိုလက်ရှိဒီယာရီမှာတော်တော်ကြီးကိုဒုက္ခပေးသွားခဲ့တာအဲ့ဒါကြောင့်ပဲကျွန်တော်တို့မန်စီးတင်းကအချိန်ကြီးတော်တော်ဆိုးရွားသွားတာဗျာအဲ့ဒါနံပါတ်1အချက်ပေါ့နော်ဒံယာပြည်တနာတော်တော်ကြီးကိုဆိုးဆိုးရွားရွားရသွားတယ်မရတဲ့ကစားသမားတွေကြတော့လေခြေကျသွားတယ်အဲ့တော့ ဒီကစားသမားတွေကကျွန်တော်တို့ message တင်အတွက်အကောင်းဆုံးကံပေးခဲ့ပြီးဒါပေမဲ့ဒီယာရီမှာအကုန်လုံးစုံပြီးတော့ခြေခြေကြရတဲ့လူကကြာဒဏ်ရာရတဲ့လူကရဆိုတော့ message တင်ရဲ့လက်ရှိနေတာအဲ့လိုဖြစ်သွားတာအဲ့တော့နံပါတ်နှစ်ချက်နံပါတ်နှစ်အချက်နေနေပေါ့နော်ဒါပက်ကွာရီလာပေါ့နော်ပက်ကွာရီလာကသူ့ရဲ့ဇနီးနဲ့ဒါကွာရှင်းလိုက်ရတယ်ပေါ့နော်အဲ့တော့ question လဲရဲဆိုတော့အနည်းနဲ့အများတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတိကျမှုရှိမှာပဲဗျာဘလောက်ပဲ professional channel ပဲပြောပြောကိုယ့်ရဲ့ဒါအရင်းနှီးဆုံးဒီဇိန်းပေါ့ဗျာဘလို့ခေါ်မလဲအရင်းနှီးဆုံးဒီဇိန်းလို့ပဲခေါ်မလားနောက်မှကိုယ့်ရဲ့ partner လို့ခေါ်မလားကောင်းတူဆိုးဘက် timing မော timing ဘက်ဟောပြောရမယ်ဆိုရင်အဲတင်မတူရှင်မကွာပေါင်းဖို့ပေါင်းဖက်ဘလို့ပဲခေါ်ဖို့ပေါ့ဗျာအဲ့ဒီ dude နဲ့ကျွန်တော်တို့ question လဲရတယ်ဆိုတော့ဗျာစဉ်းစားကြည့်စိတ်သက်ပိုင်းဆိုင်ရာအရာစိတ်တန်ရာအရာကျွန်တော်နည်း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 များဆို ထိခိုက်မှာပဲဗျာဟိုဘလိုပဲဖြစ်ဖြစ်ကိုရဲ့ဒီအရင်နေဆုံးလူတယောက်ကကိုကိုခွဲခွာတော့တဲ့ခါကျရင်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာထိခိုက်မှာပဲတေးကြတယ်ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်တွေလည်းအနေနဲ့များများထိခိုက်မှာပဲအဲ့တော့ပက်ခွာတွေလာလဲအဲ့လိုပဲဖြစ်လာလဲဗျာဒီဇနီးနဲ့ကွာရှင်းလိုက်တယ်အဲ့တော့မက်ဆီဒင်းဘော်ကိုတွေးတဲ့ သူရနည်းနည်းလေးယော့ရွာရဗျာအရင်တော့ဆိုလို့ရှိရင်ကျွန်တော်100%ဒီဘောလုံးအကြောင်းအချိန်ပြည့်တွေးနေနိုင်တယ်ဒါပေမဲ့ခုကျဒီလိုကိစ္စရရှိလာတော့အချိန်ပြည့်မတွေးနိုင်တော့တေးကြတယ်အဲ့ဒါတော့တေးကြတယ်အဲ့ဒါကြောင့်မဲကျွန်တော်တို့ပက်ကွာရလာလဲကျွန်တော်အတင်းပေါ်ကိုနည်းနည်းအများဆိုလို့ကျွန်တော်တို့ဒါအာယုံစူးစိုက်မှုအနည်းငယ်ယော့ကြခဲ့လို့ဆိုလို့ရတယ်ပေါ့နော်အဲ့တော့ ပကွာရူလာရဲ့ဒီ question မှုကလည်းဒါကျွန်တော်တို့ messaging ကိုရလက်ဆိုးရွားစီခဲ့တဲ့အကြောင်းရင်းတွေကတခုလို့ကျွန်တော်တို့တက်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီလိုတန်ရာရရသွားတော့ခါကျတော့ကျွန်တော်တို့အတင်းဘက်ကလည်းကောင်းရှာပါတယ်ကစားသမားအစ်တတွေခေါ်ပေးလိုက်တယ်ဗျာခေါ်ပေးတာမှကျွန်တော်တို့ဒါတော်တော်ကြီးကိုခေါ်ပေးလိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့ပကွာရူလာလည်းဒီကစားသမားတွေကိုတုံးတယ်အဲ့တော့ရလက်တွေပြန်ကောင်းလာပလားဆိုတော့ဘလို့လို့ကောင်းနိုင်မလဲဗျာဟုတ်တယ်မလားအကုန်လုံးကကစားသမားတွေကအစ်တတွေအဲ့တော့နောက်ဆုံးနှစ်ပွဲကိုပဲကျွန်တော်ပြောမယ်ဗျာ နော်ဒင်ဟမ်ဖောရက်စ်နဲ့ဘရိုက်တန်နဲ့ကန်ကရက်ပွဲမှာထုတ်ခဲ့တဲ့ line တွေကတခုနဲ့တခုလုံးဝမတူဘူးအဲ့ပြီးတော့အဲ့ကစားသမားတွေကအတစ်တွေဗျာအဲ့တော့ကစားသမားတွေကလည်းအတစ်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ပွဲထွက်ပုံကလည်းဒီနေ့ကန်ရတယ်နောက်နေ့မကန်ရတော့ဆိုတော့တယောက်နဲ့တယောက်ကစားသမားတယောက်နဲ့တယောက်ချိတ်ဆက်မှုကြားရတယ်ကဘလို့မှအဆင်မပြေတော့ဘူးဗျာဟုတ်တယ်မလားတယောက်နဲ့တယောက်ချိတ်ဆက်မှုမရှိဘဲနဲ့ကျွန်တော်တို့ကစားကွက်ပိုင်းကိုဘလို့တီဆောက်မလဲပြီးတော့ဒီကစားသမားတွေကပက်ကွာတွေလာတဲ့ လက်အောက်မှာအကြိုက်ကစားထားတဲ့ကစားသမားတွေမဟုတ်ဘူးဗျာကျွန်တော်တောင်းမယ်တစ်ဖက်ကြည့်ဦးမလားဒိုကူဆာဗင်ယူအော်ပြီးလို့ရှိရင်ကျွန်တော်ဒီအလဲမှာကြည့်ဦးမလားမာမုရှ်ပြန်ကွင်းလဲမလားကြည်ဦးမလားဂွန်ဇာလက်နောက်တန်းကြည်ဦးမလားခူဆာနော့ကဘာဒီရောပြောမလို့လူငယ်ကစားသမားလေးတွေကြီးပဲဗျာအဲ့တော့လူငယ်ကစားသမားတွေလည်းဖြစ်နေတယ်ပြီးတော့အတင်းကိုရောက်လာလည်းမကြားသေးဘူးဒါပေမဲ့ ဘွဲ့ထွက်ခွင့်ကလည်းခဏခဏမရကြဘူးလှဲကြဆော့နေရဆိုတော့တယောက်နဲ့တယောက်အချိတ်ဆက်မမီတော့ဗျာအချိတ်ဆက်မမီတော့ဘာဖြစ်လဲဆိုတော့ဂိုးတကူရဖို့လည်းရုံးကန်လာရတယ်အဲ့တော့ဂိုးတွေလည်းမကြခဏပေးလာတယ်အဲ့တော့ဂိုးတကူရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မန်စီတင်အရင်ကတော့လွယ်ကူမနေတော့ဘူးဗျာခက်ခဲလာတယ်ဘာလို့လဲဆိုတော့အချိတ်ဆက်မမီလို့အဲ့ဒီအချိတ်ဆက်မမီတာကကျွန်တော်အတင်းလိုက်ကစားပုံမှာလုံးဝထိခိုက်သွားတယ်အဲ့တော့အတင်းလိုက်ကစားပုံမှာထိခိုက်တော့ဘာဖြစ်လဲဂိုးတွေပေးရတယ်အဲ့တော့ခန်းစစ်လက်ကောင်းကောင်းမကာဝင်နိုင်တိုက်စစ်လက်ဂိုးမရ တော့ goal ပေးရတာဆိုရင်ဘယ်လောက်တောင်ဆိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆိုရင် counter တွေလောက်ကပဲကျွန်တော်တို့က man city တင်းက goal ပေးရတာများတယ်ညာဒါပေမဲ့ခုကြတော့အလွတ်တဲကန်ပေါ်စက်ပီးဆက်တရားနေလဲပေးရတယ်ဒါမှမဟုတ်တူးချင်းအမားတွေကနေလဲပေးရတယ်အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ away ကန်ချက်တွေကလဲ goal တွေပေးရတယ်ပေါ့နော်အဲ့တော့ဤမျိုးစုံနဲ့ကျွန်တော်တို့ goal တွေပေးနေရတာအဓိကအချက်ကတော့ကစားမားတွေတယောက်နဲ့တယောက်ဒါချိန်ဆက်မမိလို့ပဲအတင်းလိုက်ကစားပုံအားနေလို့လို့လည်းကျွန်တော်တို့ ဒါလုံးတက်လို့ရတယ်ပေါ့နော်အဲ့တော့တို့တို့ချင်းချိတ်ဆက်မိဖို့ကလည်းအချိန်တစ်ခုပေးရအောင်ပါအဲ့တော့အနစ်ချုပ်ရာဆိုရလိုက်လို့ရှိရင်ဗျာကျွန်တော်တို့ဒဏ်ရာပြဿနာကြီးများနေတယ်ပက်ကွာရူလာရဲ့ဒါ personal problem လေးရှိမယ်ပြီးရင်ကျွန်တော်တို့ဒီကစားမတက်တဲ့အထိုက်မကြသေးရအဲ့တော့စဉ်းစားကြည့်လိုက်ဗျာဒီလောက်အခြေအနေတွေဆိုးဝါးနေတဲ့အတင်းကပြောမှဆိုအတင်းကိုပြန်ပြီးတော့ဒါတိဆောက်နေရတဲ့ rebuild ပြန်လုပ်နေရတဲ့အတင်းတင်းကအာ ဒီလောက်အခြေအနေမှာယက်တည်နိုင်နေတာက particular ကြောင့်မဟုတ်လို့ရှိရင်ဘာလို့ကြောင့်ဖြစ်ရအောင်မလဲဗျာ စဉ်းစားကြည့်လက်ရှိအခြေအနေအရကျွန်တော်တို့မန်စီတင်ကြုံတွေ့နေတဲ့အခြေအနေကဟိုးအဆင့်30ဆက်ဆက်နှစ်စတုံအဲ့အနေထားတိရောက်သွားနိုင်နေဗျာဒါပေမဲ့မရောက်ခဲ့ဘူးဗျာလက်ရှိချိန်မှာကျွန်တော်တို့အဆင့်လေးကိုစိတ်ကူးယဉ်ကွင်းရှိနေသေးတယ်ရလဲရမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ပြီးရင် FA ကပ်လည်းရမယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့မျှော်လင့်နေသေးတယ်ပေါ့နော်ဒါတွေကပက်ကွာရီလာယာပြောမှဆိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့လို့ဒါဒီနေသားမှာယက်တီနေသေးရလို့ပြောလို့ရတယ်ဗျာရှင်းဆုံးပြောရင်ဒီ ကျွန်တော်တို့မန်စီတင်ကြုံတွေ့နေရတာဗျာဒဏ်ရာဒဏ်ရာရကစားသမားရဲ့များပြားမှုပြီးရင်ကျွန်တော်တို့ဒီအတက်ကြီးကစားသမားရဲ့ခြေစွန်းကျမှုဒါရီရာစုပြုံပြီးတခြားနှီးပြတာဆိုရင်ကျွန်တော်တို့မန်စီတင်လက်ရှိဒီနေထားမှတော့ရှေ့နေမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်အဲ့တော့ back query လာကြောက်မယ်မန်စီအတင်ကလက်ရှိအနေထားမှာဒီလိုမျိုးရက်တည်နိုင်တာလို့ပြောလို့ရတယ်စိတ်မပူပါနဲ့ကျွန်တော်တို့မန်စီတင်ကပြန်ပြီးတော့တောက်ပလောင်းမှာပါဘာလို့လဲဆိုတော့နောက်ရာတွေမှာကျွန်တော်တို့မန်စီတင် ပြောင်းလဲလေးလုပ်လိုက်မယ်ပြီးရင်ဂွာယိုလာရဲ့နေစနစ်တွေကိုကစားသမားတွေပို့ပြီးတော့ဒါနားလည်လာလိုက်မယ်ပွဲထွက်ခွင့်17ရောက်ကလည်းကျွန်တော်တို့တူဝဲနဲ့တပွဲတူညီလာရဆိုရင်ဒေကြတဲ့အခြေဆက်တွေမိပြီးတော့မကြခင်ပဲပြန်လာလိမ့်မယ်။ကစားသမားတွေကလောလောဆယ်မှာတော့အတစ်တွေဖြစ်နေတာတကြောင်ဘက်ကွာရီလာရဲ့နေစနစ်တွေကိုကျွန်တော်တို့မကျင်ညက်သေးတာတကြောင်အဲ့ဒါကြီးအကြောင်းကြောင်းတွေတော့ကြောင်ပေါ့နော်။အဲ့ဒါကြောင်ပဲကျွန်တော်မက်ဆီတင်ရလက်ရှိချိန်မှာရက်တည်နေတာ။ဒါပေမဲ့ကမ္ဘာအကောင်ဆုံးညီပြတ်တူဖြစ်တဲ့ဂွာရီလာလက်အောက်မှာဆိုရင်မက်ဆီတင် ဒေဂျာပေါက်ပြန်ကိုလာပါလိမ့်မယ်အဲ့တော့ပက်ကွာရီလာကိုအပြစ်မတင်ပါနဲ့ပက်ကွာရီလာဟာကမ္ဘာအကောင်းဆုံးနီးပြတ်တစ်ခုဖြစ်ပါတယ်အဲ့တော့ကွာရီလက်အောင်မှာကျွန်တော်ဆက်ပြီးတော့အားပေးကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်ဗျ